မိုးတပွဲပွဲနဲ့မှောင်မဲတိတ်ဆိတ်နေတဲ့ညရဲ့လမ်းကြားတနေရာမှာတူတလက်ဆွဲလာတဲ့လူတစ်ယောက်ဟာလျက်စီလက်နေတဲ့ကောင်းငင်ကိုမော့ကြည့်ရင်အဆောက်အဦတစ်ခုကိုရိုက်ဖြိုနေပုံဟာအပေါ်ကလူတစ်ယောက်ကဂျက်ကြည့်ပြီးဓာတ်ပုံရယူနေပါတယ်။တယောက်ကိုတယောက်နမ်းမိမလို့အထီကျက်ညက်နေတဲ့မြေရောက်ရက်ထားပုံမှာဗန်းမင်ကျဲဆိုတဲ့လူထံအလौတက်မှာအဆင်ပြေပါသေး။ဘာလို့နောက်ဆက်ပွဲကနေအစောကြီးထပြန်သွားရလဲလို့တစ်ဖက်ကစာပို့နေပေမဲ့ဒီမှာရောက်ကြချင်းအနမ်းမခံရအောင်ဂယူးဆိုင်နေရပါတယ်။အဲ့ဒီနောက်သူရောက်လာတဲ့နေရာတိတ်ဟာတိတ်ဆိတ်လုံးနေလို့နိုင်ကြည့်လိုက်တဲ့အခါ၉နိုင်မထိုးသေးတာသိလိုက်ရပြီ။ရုတ်ချီးဆိုသလို ပပလဲကတအုံတမကြီးရောက်လာတဲ့ဝန်ထမ်းတွေနဲ့ရောင်းဝင်းကပြည်သူရေးရဌာနထံတာဝန်ချခံထားရတဲ့ဗတ်မင်ကျဲအဖြစ်မိတ်ဆက်ရင်ဝယ်လာတဲ့အေးပလင်းတွေလိုက်ဝေးပါတယ်ကိုးနိုင်ထိုးအပြီးမှယူလာတဲ့ပစ္စည်းတွေနဲ့အလုတ်သပွဲမှာနေရာချနေတဲ့မင်ကျဲကိုဘေးကတယောက်ကမျက်လုံးပြူးကြီးနဲ့ကြည့်နေပါတယ်ဒီအချိန်မိုးကအိမ်ကြီးနဲ့လူတယောက်ဝင်လာတဲ့အတွက်ဘေးကလူအလုံးဟာဖုံးပြောင်းမြန်တွေကန်လို့ကိုင်တိတိတတ်တာပြန်လဲသွားသူတွေကိုနားမလဲသွားနဲ့ဝင်လာတဲ့လူကိုလိုက်ကြည့်တော့မတ်စကိုချွတ်လိုက်သူကအဖွားကိုတယောက်ဖြစ်နေပြီးအရင်လိုမိုးရွာတဲ့ညဆိုရောက်လာပြန်ပြီလို့ဆိုပါတယ်သူပြောတာနားမလဲ တဲ့အရာရှိတွေကိုလပေါင်းများစွာရှိလျက်နဲ့မိုးရွာပြီးနောက်ရက်တိုင်းမှာသူတို့ဈေးအဆောင်တွေအက်ကွဲလာတာကြောင့်ပြိုဝတ်ဆောင်ကြည့်တဲ့အခါမိုးရွာတဲ့နေ့တိုင်းအဲ့လိုရောက်လာတယ်လို့ဆိုပါတယ်။ဂွင်းစားလူတပ်သမားလားဆိုတဲ့အရာရှိကိုသူမရယူလာတဲ့ဓားပုံတွေထုတ်ပြတဲ့အခါသေးပေါင်းနေတာမဟုတ်လားပြန်မေးတဲ့အတွက်10မိနစ်တောင်ပေါက်ရသလားဆိုပြီးအဲ့ဒါအဲ့ကြောင်းနေပိုပြက်စည်းလာအောင်ဆာလဖျူရစ်အက်ဆစ်တွေလောင်းနေရဖြစ်ကြောင်းရှင်းပြပါတယ်။အရက်သမားတွေညတိုင်းသေးပေါင်းနေကြနေရာကိုပြန်လည်တိဆောက်ရေးလုပ်ရမယ်ဆိုသူဟာနေကားဘသူလဲမီးတော့အဆောက်အဦပိုင်ရှင်ဆိုတာနဲ့လူမိုက်တွေနဲ့ချင်းချောက်ပြီးနေထိုင်သူတွေရဲ့သဘောတူ ညီချက်မပါဘဲပြန်လည်တိဆောက်ရေးလုပ်နိုင်မယ်ထင်လာလို့ပြဿနာရှာပါတယ်။ဒါကြောင့်တတိယဥပဒေနဲ့အညီဝယ်ယူခဲ့တာဖြစ်ပြီးပြန်လည်တိဆောက်ရေးဆုံးဖြတ်ချက်လည်းမရသေးလို့ဖြေရှင်းပေးမယ်ဆိုပေမဲ့လုံခြုံရေးမီးတွေမရှိတာကြပြီဖြစ်တဲ့နောက်ဖေးလမ်းကြားမှာတခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲဆိုတဲ့အဖွာကိုမင်းကျဲကဓပ်ပုံထိုက်ရိုက်ပါတယ်။ဘာလို့ရိုက်တာလဲမီးတော့တန်ကြားမှုနဲ့ပတ်သက်တဲ့တသက်အထောက်အထားကိုမှတ်တမ်းတင်ရမယ်ဆိုတဲ့အခါနင်းကလူသက်လာလို့မြားဦးလှဲလာပါတယ်။မင်းကျဲကတော့လုံခြုံရေးမီးတွေပြတ်တဲ့ကိစ္စကိုတန်ကြားချက်မပြင်းရသေးရင်ဖောင်ရင်ဖြစ်ရန်လှုပ်ထုတ်လုပ်နေတိုင်းအသိပေးလိုက်ပြီးနောက်ထပ်ဒုံငင်နံပါတ်က ုင်ဆောင်သားသူကိုခေါ်လိုက်ပါတယ်။ဒို့ပေမဲ့သူ9နိုင်ကလေးကရောက်နေတာဆိုတဲ့အဖွာကိုတုံငင်ယူထားလာလို့ပြီးတော့တခါမှတုံငင်မျိုးဘူးဘူးဆိုတဲ့အတွက်အခုကစပြီးယူဖို့ပြောနေသူမင်းကျဲကိုစိုက်ကြည့်လိုက်ပါတယ်။ပြီးတော့နာမည်ကိုဖတ်လိုက်ပြီးအခုကစမကြာခဏတွေ့ကြတာပေါ့လို့ချင်းချောက်ကထွက်သွားပါတယ်။ဒီမျိုးမှာပြဿနာရှာလွန်းသူအဖြစ် Goblin လို့တောင်အမည်ပြောင်ရထားတဲ့အဖွာဟာဘယ်နေရာမှာဘာတွေ့တွေ့တိုင်တက်သူဖြစ်လို့ပြည်သူရေးရာဌာနအတွက်တော့အကြီးမားဆုံးခေါင်းခဲစရာဖြစ်စေပြီးသူတိုင်ခဲ့တဲ့အမှုပေါင်း၈၀၀၀ကလွန်ခဲ့တဲ့၂၂၀ကလေးကမိโจပေါက်တာကစလို့မဲဆွယ်ဆိုင်ဖို့အဆုံးဌာန နကဒရိုက်တာ9ယောက်ပြောင်းသွားသည့်အထိတိုင်မဲတိုင်နေသေးမို့မင်းအဲ့အဖွားကိုကင်တွယ်နိုင်မယ်မဟုတ်လားလို့မင်းကျဲကိုဝိုင်းမြောက်ပေးကြပါရယ်လုံထုံလုံဒီအတိုင်းသွားမယ်ဆိုတဲ့မင်းကျဲထံနောက်တည့်ရဖောင်ဖြည့်ပြီးရောက်လာပြန်တဲ့အဖွားဟာရှေးသမျှတုံကင်နံပါတ်တွေယူလာပြီးထိုအရွက်ရည်တိုင်းတိုင်ကြကြဖောင်တွေလိုက်ပေးနေတာမို့ထိုင်ဆောင်နေရတဲ့အခြားလူတွေကိုလက်လွဲကသူ့စီပဲအားလုံးပေးရန်တောင်းပါရယ်ဖောင်တစ်ထပ်ကြီးနဲ့အဖွားကိုအံ့ဩစွာကြည့်နေတော့ဒရိုက်တာခေါ်နေလို့သူလက်လွဲယူလိုက်မယ်ဆိုတဲ့ဂျန်ဝန်တယောက်အဖွားဖြစ်နေမှမြင်မှစင်နှင်းခံရပြီလို့တီးလိုက်ရပါရယ်ဒရိုက်တာအခန်းထဲရောက်လာတဲ့မင်းကျဲကိုရခင်အလုံး းမာကလေးကအဆင့်900လို့ဖြစ်ပေမဲ့အဆင့်ခွန်အရာချီတယောက်လို့လုံနိုင်ကြောင်ကြားထားပြီးအရက်ဘတ်တိုင်ကြားမှုတွေကြောင့်ပြန်လည်တိဆောက်ရေးလုပ်ငန်းတွေနှောင့်နှေးနေရကြောင်းပြောပြပါရယ်မင်းကျဲကတော့ခေါင်းဆောင်ရန်ပြထားတဲ့ဖိုင်တွေအရာဖြည့်ရှင်းနည်းတစ်ခုရှိနေပြီးခရိုင်ယုံဘက်ကနေပြန်လည်တိဆောက်ရေးကိုရက်ဆိုင်မိတ်ထုတ်ပေးရန်တင်ပြပါရယ်အမိတ်ထုတ်ပြန်ပြီးတာနဲ့ဆောက်လုပ်ရေးကုမ္ပဏီကကန့်ကွက်တဲ့အနေနဲ့သူတို့ယုံကိုတရားစွဲမှာဖြစ်ပြီးတရားဝင်ဝယ်ယူခဲ့တဲ့ထိုဆောက်လုပ်ရေးကုမ္ပဏီဟာဘေးကင်းလုံခြုံမှုအဆင့်ကျဆင်းသွားတဲ့အဆောက်အဦအတွက်တရားစွဲတဲ့အခါသူတို့ဌာနဘက်ကတေချာပေါက်အမှုရှုံးမှာဖြစ်ပါရယ်ဒါဆိုအိမ်ငါးပြီတောင်း င်းဆုံနေတဲ့ပျက်စီးဆုံးရှုံးမှုပြဿနာတွေအတွက်ကိုတော့ဘေးကင်းလုံခြုံမှုစစ်ဆေးခြင်းကာလအဖြစ်အချိန်ဆွဲဖြည့်ရှင်းနိုင်မယ်လို့ရှင်းပြပါရတယ်။တရားစွဲခံရရင်ရှုံးမဲ့မန်တီလီယားနဲ့ဘာလို့အမိန့်ထုတ်ရမှာလဲဆိုတော့အဲ့လိုဘေးကင်းလုံခြုံမှုမရှိတဲ့အဆောက်အဦမှန်ရင်ပြန်လည်ပြင်ဆင်ရမှာကအစိုးရနီလန်းမို့သူတို့မှတာဝန်ယူစရာမလိုဘူးဆိုတဲ့အကြံကိုဒရိုက်တာတွေလည်းသဘောကျသွားပါရတယ်။အကြံဉာဏ်ကောင်းလုံးတဲ့မင်းကျဲကိုယာရူတိုးပြီးပြောင်းမသွားပါသေးနဲ့ဆိုတော့သူတရားရူးမှာပဲပျော်တယ်လို့ဖြေပါရတယ်။အင်္ဂလိပ်စာမှာဖတ်ရှုနားထောင်စွမ်းရည်အမှတ်950တောင်ရထားတဲ့မင်းကျဲဟာဒီစစ်ဆေးခြင်းရလကနှစ်နှစ်ထိအကျုံးဝ ဝင်နေမှာမို့ဘာအတွက်လဲမီးတော့အစိုးရဆောင်မွေးအတွက်လို့ဆိုပါတယ်အဖွားကြီးကတော့ဈေးတဲကဆိုင်တဆိုင်ကိုလမ်းပိတ်တဲ့အထိဆိုင်းမုတ်ထောင်ထားတဲ့ကိစ္စနဲ့ပြဿနာရှာနေပြန်ပြီစားဝတ်နေရေးအတွက်ရုံးကန်နေရချိန်မှာဘာမဟုတ်တာလေးနဲ့ပြဿနာရှာတယ်လို့ပြန်လဲဆွဆွဲနေတဲ့အတွက်အဲ့လိုဆိုင်းပုတ်တွေကြောင့်ကလေးတွေထိခိုက်နေတာမို့ဥပဒေကိုလိုက်နာရမှပြည်သူတွေရဲ့တာဝန်လို့ပွားနေပါတယ်တစက်ကလေးတောင်အမားမခံတဲ့အဖွားနဲ့ပြဿနာတက်တော့မှမို့ဘေးလူတွေကဝင်ဆွဲခဲ့ပေမဲ့အဖွားကတော့သူ့ထုံးသံအတိုင်းခောက်ဆွဲကိုပြုတ်မစားတဲ့ចောင်းသားကိုလမ်းကြုံဆူသွားပြန်ပါတယ်ထို့ចောင်းသားဟာအလုတ်တဲ့အတွက်ဒီရက်ကွက်ကိုပြောင်း လာတဲ့မင်ကျဲရဲ့ပြောမနိုင်ဆိုမရညီဖြစ်ပါတယ်။နောက်တည့်ရက်ကောင်နာကိုရောက်လာတဲ့အဖွားဟာဆောက်လို့ဤဘက်ကတရားစွဲတော့မယ်ဆိုတဲ့သတင်းကြောင့်နောက်ဆုံးတော့ခရိုင်ယုံကကောင်နာတွေလုတ်တက်လာပြီလို့ဆိုရင်နိုင်ဖို့နီလန်းမျိုးစုံသုံးမဲ့ကုမ္ပဏီကဒီအဆောက်အုံကိုဖျက်ဆီးခဲ့တဲ့တပ်တွေတွေနဲ့စပေါ်ငွေပြန်မပေးဘဲအိမ်ငါးတွေကိုမောင်းထုတ်ခဲ့တာတွေအားလုံးကိုအကူအညီရအောင်သူမတပ်တွေတွေအကုန်ယူလာပေးရလို့ဆိုပါတယ်။တမင်စီစဉ်ထားတာကိုမသိဘဲအကူအညီပေးနေတဲ့အဖွားကိုတပ်တွေတွေတေချာသိမ်းထားလိုက်ပါမယ်ဆိုတော့ကျေးဇူးတင်ပါတယ်လို့ပြောသွားပါတယ်။မင်ကျဲကတော့အဖွားရဲ့အထုတ်ကိုကြည့်ကမတုံးတဲ့ဖိုင်တွေကိုဘယ်မှာ ထားလဲလို့ဘေးကတာဝန်ခံကိုမေးလိုက်ပါတယ်တငယ်ချင်းနဲ့ချိန်ထားတဲ့အဖွားဟာအင်္ဂလိပ်လိုကောင်းစွာပြောနိုင်တဲ့တငယ်ချင်းကိုအားကျတယ်လို့ပြောရင်သူမကတော့မျက်လုံးနဲ့မှုန်လာလို့အချုပ်ဖို့ကိုတော့ကြာနေရလို့ပြောပြပါတယ်ဒီထက်အသက်ထက်မကြီးခင်သူနဲ့တူခီးထွက်ပြီးနင်းဘွားကိုပျော်ပျော်နေပါဆိုတဲ့တငယ်ချင်းဟာအယူလုံးမနေနဲ့လို့ပြန်ပြောပါတယ်လုပ်ငန်းဘလို့နေလဲလို့နောက်တစ်ခေါက်ထပ်မေးနေပြန်တဲ့တငယ်ချင်းကိုသူ့ဝတ်ဒီအတိုင်းဘာလို့ခဏခဏမေးနေရလဲလို့ရန်တွေးကရှေ့ကဖုန်းမိနေရကိုအိတ်ထဲအတင်းချနေတဲ့တငယ်ချင်းကိုအံ့ဩစွာကြည့်နေပါတယ်ဆ iam မကွန်ဂျူကလည်းနင်းကိုပုံမှန်တွေ့ကျင်နေဆိုတဲ့တငယ်ချင်း ဟာနင်းနဲ့ပဲဒီလိုကော်ဖီအတူတောက်ရတာပြောတာမျိုးထပ်မပြောတော့ရန်တားပါတယ်။ထားပြန်သွားတဲ့တငယ်ချင်းရဲ့လက်ကင်ပေါ်ကျန်ခဲ့တာမျိုးထွက်ပြေးဖို့ကြိုးစားပြီးမဲ့လာဂျိုနေတဲ့ဆီယမကွန်ဂျူကြောင့်ပြန်ပြေးဝင်သွားပြီးထိုလက်ကင်ပေါ်လေးကိုထန်ချုံနေတဲ့အဖွားဟာအတူခီးထွက်မယ်ဆိုတဲ့အမေရိကသတင်းကိုကြည့်နေစဉ်နောက်ကရောက်လာတဲ့အမျိုးသမီးကြောင့်အလန့်တကြားဖြစ်သွားပါတယ်။အင်ဂျီအထားတဲ့အမျိုးသမီးနဲ့အင်္ဂလိပ်လိုထင်ရှားရီပြောလို့အပြီးဖုန်းနံပါတ်တစ်လုံးကိုဆက်သွယ်တဲ့အခါတစ်ဖက်ကအင်္ဂလိပ်လိုပြောနေရမျိုးဖုန်းချပစ်လိုက်ပါတယ်။ဒါကြောင့်သူနားမလဲတဲ့ဘာသာကိုတိုက်ရန် speaking သင်တန်းထန်ရောက်သွားပြီးစာလဲအမေးမခံရ သင်တာလဲမြန်လုံးလို့ဖြည်းဖြည်းပြောပြီးရန်တောင်းဆိုရင်မသိတာမှန်သမျှပြန်မိပါတယ်။လိုက်လံသင်ယူဖို့အခက်အခဲရှိနေတဲ့အဖွားကိုမြို့တော်ခမ်းမနဲ့စာကြီးတိုင်းမှာအခမဲ့တင်ပြီးတဲ့ဆိုတော့အန်နီယာရီမှာအကူအညီမဖြစ်လို့ဒီကိုဈေးကြီးပေးပြီးလာတက်တာလို့ဆိုပါတယ်။ဒါ့ပေမဲ့အခြားចောင်းသားတွေအနောက်ရှက်ဖြစ်လို့ညင်းလိုက်တဲ့သင်တန်းကပြန်လာတော့နိုင်ငံသားတစ်ယောက်နဲ့အပြန်လန်ပြောနေသူမင်းကျဲကိုမြင်လိုက်ရပါတယ်။အန်အာတကြီးအနာသွားကသူမကိုအင်္ဂလိပ်စာသင်ပေးရင်လာသာပေးမယ်လို့တကောက်ကောက်လိုက်ပြောနေတဲ့အဖွားသူမအဖွားပို့ထားတဲ့တိုင်သားတွေကြောင့်အလုံများနေရလို့ညင်းခဲ့လိုက်ပါတယ်။နောက်တည့်ရက်သူ့ကိုယ်သူဂျန်နီဖာလို့အမည် ေးလာတဲ့အဖွားကြီးကတိုင်ကြားစာမှာသူမဆရာဖြစ်ပေးပါလို့ရေးထားတဲ့အတွက်ဌာနဆိုင်ရာဆိုင်ရွက်မှာအဲ့လိုမစားနောက်တဲ့ညောင်သတိပေးပေမဲ့အဲ့ဒါသင်တန်းဆရာမှာပေးထားတဲ့သူမနာမည်လို့ဆိုပါတယ်ပြီးတော့သူ့ကိုစာတင်ပေးဖို့ဆုံးဖြတ်ပြီးပြီလားဆိုတဲ့အဖွားကိုကိုးပါတာသင်တန်းရှာလိုက်ပါဂျန်ဒီဖာလို့ပြန်ပြောခဲ့ပါတယ်နောက်တရအဲ့နေတုန်းဖုန်းဝင်လာလို့ကင်လိုက်တော့ဂျန်ဒီဖာလို့ဆိုတာနဲ့ဘလို့ဖုန်းနံပါတ်ရလဲမေးကြည့်တဲ့အခါဆက်သွယ်ရမယ့်ဝန်ထမ်းစီးရင်ကားလို့ဖြေပါတယ်ဒီလိုဖုန်းဆိုင်ရင်တဖို့ရုံးမှလက်ဖိနဲ့မုတ်ဆိုင်ရင်တမျိုးနဲ့ဇွဲကောင်းလုံးနဲ့အဖွားကြောင့်ဝန်ထမ်းတွေလည်းအရင်လိုတိုင်းသားတွေပို့တာမှတော်သေးရဲ့လို့ဆိုပါတယ် ်။မနေနိုင်တော့တဲ့မင်ကျဲလဲဒီလိုလှုပ်နေတာသူ့အလုပ်ကိုနှောက်ယှက်တယ်လို့ဖြစ်ကြောင်းသတိပြီးတော့လူငယ်ဖြစ်ပြီးအသက်ကြီးတဲ့လူကဒီလောက်တောင်းဆိုနေရင်စဉ်းစားကြည့်အောင်တော့ဆောင်ဖို့ဆိုတဲ့အဖွာဒီလိုကြီးလှထိုင်နေတာကရောရင်ကြီးတာလားလို့ပြန်မိလိုက်ပါတယ်။ဒါကြောင့်ရွေးချယ်เสียမှရှိတော့ဘူးဆိုကသူ့ရဲ့ငကိုဝတ်တရားအတိုင်းစူးစောင်းထားတဲ့တိုင်းစာတွေပို့မယ်ဆိုတဲ့အတွက်ဝန်ထမ်းတွေလည်းသူ့ကိုတင်ပေးလိုက်ဖို့ဝိုင်းတောင်းဆိုကြပါတယ်။ဒီလိုနဲ့အဖွာကိုစာတင်ပေးဖို့ဖြစ်လာပြီးမို့အခြေခံကစာတင်ပေးပေမဲ့သူတက်ပြီးသားဆိုတဲ့အတွက်စွဲဆောင်ချမ်းကြီးထုတ်ယူလာပြီးအင်္ဂလိပ်လို Encyclopedia ဆိုတဲ့တလုံးနဲ့တင်ငါအဲ့လောက် င်တရားလိုလို့လာပြန်မိပါတယ်ဒါကအခြေခံကြတဲ့သကလုံးမို့သူပေးလိုက်မဲ့အင်သာကိုဖြေနိုင်ရင်ဆက်တင်ပေးမဲ့အကြောင်းကြက်လွတ်လိုက်ပါတယ်တညလုံးနှုတ်တိုက်ရွနေပြီးနောက်တည့်ရက်အစမ်းဆောင်ပွဲဖြေတော့စလုံးပေါင်းမှန်ဖို့မလိုဘူးမှလာလို့ဈေးစစ်နေရနဲ့မရရင်ကိုရီးယားလိုသာချရည်ဖို့မှလိုက်ပါတယ်ဒီလိုနဲ့အမှတ်စစ်ကြည့်လိုက်တော့85မှတ်ရနေတဲ့အဖွားကိုတော်ပါတယ်လို့ချီးကျူးလိုက်ပေမဲ့ဂရိတိုင်အမှတ်80မပြည့်ဘူးဆိုတာကြောင့်သူမမေ့နေတဲ့စာလုံးတစ်လုံးကိုရေရွတ်ခါအခု80ရပြီလားမီးတော့ဂရိကဂရိတိုင်မဲ့ဆိုကညင်းသွားပါတယ်နောက်တည့်ရက်ဈေးထဲမှာအဖွားနဲ့ရန်ဖြစ်မှုတဲ့မိကလေးကို လူမိုက်တွေကတလအတွင်စိုင်ပိတ်ခိုင်းနေတာမို့မနေနိုင်တော့ပဲဂျားဝင်သွားပြီးနောက်လက်ခိုင်းကနင်းကမိုးရွာတဲ့ညတိုင်းသေးလာပေါက်နေတဲ့အယူလားလို့မီးတော့ညင်းပြီးထွက်ပြေးသွားပါတယ်အလောက်ကပြန်လာတဲ့မင်းကျက်တယောက်လမ်းလျှောက်နေတဲ့သူညီကိုမြင်လာနဲ့နောက်ကတိတ်တိတ်လေးလိုက်သွားတဲ့အခါအချုပ်ဆိုင်ထဲဝင်သွားတာမို့သူပါလိုက်ဝင်သွားပြီးသူညီဘာလုပ်နေရလဲလေးလာနေစဉ်တကားသောပွင့်လာတဲ့အဖွားကြောင့်လမ်းအော်မိလိုက်ပါတယ်အိမ်မှာသူကျွေးသမျှမစားတဲ့ညီဖြစ်သူဟာဖွဖွဲရရချက်ကျွေးတဲ့အဖွားအိမ်မှာနေစဉ်ဝင်စားနေမှတိလိုက်ပြီးအပြင်စာရိတာစားနေကြမင်းကျက်လည်းအဖွားလက်ရကိုအားပြီးလိုက်ပါတယ်ပြီးတော့အင်္ဂလိပ်စာကိုအမ မှန်တကယ်လေးလာနေတဲ့အဖွားအိမ်ကိုကြည့်ရင်ဘာလို့သူ့ညီကိုထမင်းကျွေးတာလဲမေးတော့ခောက်ဆွဲကိုမပြုတ်ပဲစားနေရကြောင်းလို့ဖြေပါတယ်။အများမြင့်နဲ့ကွဲလွဲစွာသဘောကောင်းနေတဲ့အဖွားကိုတနင်းလာဗုဒ္ဓဝူနဲ့တောက်ကြနေတွေစာတင်ပေးမယ်လို့အတိပေးကပတ်စံပေးမဲ့အစားသူ့ညီလေးကိုတခါတလေထမင်းကျွေးဖို့တောင်းဆိုတော့ဘိုက်ပေါအောင်ကျွေးမယ်လို့ဆိုပါတယ်။အဲ့ဒီနောက်သပွဲခုံကြီးယူလာပြီးဒီနေ့ကဗုဒ္ဓဝူနေမှုစာစားတင်ပေးရမယ်ဆိုတာနဲ့စကားပြောတဲ့အခါလွယ်တဲ့စာလုံးနေနဲ့ပြောလဲအဆင်ပြေတယ်ဆိုတဲ့မြင်ချက်ကိုဒါဆိုဘာလို့ငါ့ကိုခတ်တာတွေတင်ပေးနေရလဲလို့မေးပါတယ်။ဒီလိုနဲ့အင်္ဂလိပ်စာတင်ញင်တဲ့အဖွားက ိုစကားပြောသွားရင်တိုးကျင်ရင်ရေးမမှတ်ဖို့တတိပြီးတော့ရေးမမှတ်ရဘူးဆိုတာကိုလိုက်ရင်းနေပါတယ်။အဲ့ဒီနောက်စာတင်တဲ့အထိမ်းမှအဖြစ်လမ်းဘေးမှာစံအရက်တောင်းနေတာမို့ဒါကတရားမဝင်ဘူးဆိုတဲ့အခါသူ့ထက်တောင်တိကျနေသေးရဲ့လို့ဝေဖန်ပါတယ်။မင်းကျဲကိုအိမ်တော်မပြုတ်သေးဘူးလားလို့စကားဆရင်ဆိုင်ရှင်မှာအတူတောက်ပေးပြီးရီဝေလေးကနေတဲ့အဖွားကသူ့ရဲ့မွေးရမည်ကအမတ်တရလမ်းလေးအကြောင်းကိုဆွေးမြေ့စွာပြောပြနေပါတယ်။နောက်ရက်အဖွားရဲ့အိမ်ကိုစာတင်ဖို့ရောက်သွားပြီးဘုတ်ကင်းကိုကိုရီးယားလိုပြောရင်နဖူးတောက်ကြီးကစားမင်းကျဲပေးထားတဲ့အင်္ဂလိပ်တချင်းကွေနဲ့လိလာနေတဲ့အဖွားဟာမင်းကျဲကိုကျေးဇူးတင်ကြောင်းတကူ ထဲရေရွနေပါတယ်။ဘီယာဆိုင်ခေါ်လာတဲ့မင်ကျဲကစပွဲမှာစာလုံးယုံနဲ့မရလို့နိုင်ငံသားသားတွေနဲ့စကားပြောရမယ်ဆိုပြီးလူငယ်နေရောက်ကိုညွန်ပြကအနည်းဆုံး5မိနစ်စကားတော့ပြောခိုင်းပါတယ်။ဒါကြောင့်သူမနာမည်ကိုစောရောက်နှုတ်ဆက်ကမပီမတနဲ့စကားတော့ပြောပြီးပြန်ရောက်လာကြ။နောက်တစ်ဝိုင်းမှာ7မိနစ်ထပ်ပြောရမယ်လို့ဆိုပါတယ်။ဒီတစ်ခါတော့7မိနစ်ထပ်ပို့ပြီးလေးလာမှုကအကျိုးဖြစ်လာတဲ့အပေါ်ကျေနပ်သွားတဲ့အဖွားဟာဘီယာနောက်တစ်ခွထပ်မှလိုက်ပါတယ်။အပြန်လမ်းမှာသူညီငယ်ငယ်လေးကလေးကသူဟာအဝေးမှာကြောင်းတက်ခဲ့ရတာကြောင့်ညီဖြစ်သူစဲကျော်တဲ့အရွယ်မှသာအခုလိုအတူနေရကြောင်ပြောပြပေမဲ့အဖွားက ကြိုင်နေပါပြီ။ကိုရီးယားလိုရင်ဖွင့်တာကိုစိတ်ဝင်စားပုံမရလို့သူမိသားစုအကြောင်းနဲ့သူဟာပြည်သူ့ကပညာရှင်ဖြစ်ချင်ခဲ့ပြီမဲ့အခုတော့စောက်လောက်ရည်နဲ့ပတ်သက်တဲ့တိုင်ကြားစာကိစ္စတွေကိုဖြေရှင်းနေရတယ်လို့အင်္ဂလိပ်လိုရင်ဖွင့်တဲ့အခါမှာနေဇလန်ကဂျင်နာတရားပဲလို့ထပြောပါတယ်။ဒီလိုနဲ့ကျေးဇူးတော်နေမတိုင်ခင်မင်ဂျယ်တို့ဌာနမှရိုးရဝဲဆုံနဲ့ဝန်ဆောင်မှုပေးခဲ့ကြပြီးရေလာမြောင်းပေးနေတဲ့တာဝန်ခံဆုံးကိုသူပိတ်ရအိမ်မှလို့ဖြိလိုက်ပြီမဲ့ဈေးတွေပိတ်တဲ့ရက်မှာအဖွားအိမ်ကိုညီကိုနှစ်ယောက်ရောက်သွားပါတယ်။တနေကုန်အဖွားကျွေးတာတွေနှစ်ယောက်သားစားခဲ့ကြပြီးညယောက်တော့အဖွားပါလို့အင်္ဂလိပ်စာသင်နေရတာလဲ ဆိုတဲ့ရောင်းချက်အားသူမနဲ့ငငယ်ကလေးကဝေးသွားတဲ့မောင်လေးကအခုအမေရိကမှာနေတယ်လို့ဓာတ်ပုံထုတ်ပြပါရယ်။မွေးသားခံလိုက်ရတဲ့မောင်ဖြစ်သူကကိုရီးယားလိုတလုံးမမတက်သူမကအင်္ဂလိပ်လိုတလုံးမမတက်နဲ့ကောင်းကောင်းနေရလားကလေးတွေဘလို့နေလဲဆိုတာသိကျင်တာကြောင့်လို့ရှင်းပြပါရယ်။မျက်ရည်ကျလာမှဆိုတဲ့အဖွားဟာအိမ်သာသွားအောင်မယ်လို့လိန်လဲထွက်သွားပြီးသူမကိုယ်တိုင်လာကိုစုမတောင်းမှုမှထားပေမဲ့စုတောင်းကြရအောင်လို့ဆိုပါရယ်။အိပ်ပျော်သွားတဲ့အဖွားဥပုံဟာငယ်စဉ်မွေးရမြေကသူတို့မောင်နှမနှစ်ယောက်ချောင်းကိုအိမ်မက်မှန်နေပါရယ်။မေဂျာတယောက်အမေရိကကအဖွားရဲ့မောင်ဖြစ်သူတန်ဆက်သွယ်ပြီးခမည်းနဲ့ စကားပြောခြင်းလို့အဖွားကအင်္ဂလိပ်စာသင်နေတယ်လို့ပြောပြလိုက်ပေမဲ့တစ်ဖက်ကငါသူနဲ့စကားမပြောခြင်းလို့နောက်ထပ်ထပ်မခေါ်ရန်ညင်းသွားပါတယ်ဌာနမှာလေကားတက်တိုင်းကယ်လိုရီကျတဲ့အကြောင်းကိုစူးစမ်းပန်းစားစတေကာကတ်နေကြတဲ့မင်ဂျယ်တို့ဟာမြားပြောင်းပြန်ကတ်မိလို့တိုင်ပတ်ကုန်ပါတယ်မင်ဂျယ်ရဲ့ဖုန်းထံညစာစားဖို့စောစောပြန်ခဲ့ဖို့အဖွားက message ပို့လာလို့ရောက်သွားပေမဲ့မျော်လင့်ချက်ရိုက်ချိုးခံရမယ့်အဖွားကိုတူရာရူတိုးဆောင်မွဲရှိလို့စာတင်တာရက်ရအောင်လို့ပြောလိုက်ပါတယ်ဒါကိုမသိတဲ့အဖွားကတော့တပတ်တစ်ချိန်လောက်ရောတင်ပေးလို့မရဘူးလားမေးပေမဲ့ကြကြလိန်လို့ချင်းမရှိတာမို့ထားပြန်ခဲ့လိုက်ပါတယ်စေယုံတက်နေရ တဲ့တငယ်ချင်းစီလိုက်လာတဲ့အဖွားဟာဒီလိုမြင်ရလို့တောင်းမှမှာတဲ့ဆိုတဲ့တငယ်ချင်းကိုစိတ်မကောင်းရင်ချက်ချင်းထားလိုက်ဖို့ပြောပေးမယ်။မှတ်ညံတွေပေါ်လိုက်ပြောက်လိုက်နဲ့နေမကောင်းမှုဆိုတဲ့တငယ်ချင်းဟာသူတိတ်နာတဲ့လက်ကင်မော်လေးပင်ရင်ဘာလို့နေမကောင်းဖြစ်နေရတာလဲလို့မိပါတော့တယ်။အခန်းထဲရောက်လာတဲ့ဆရာမကအဖွားဟာလနဲ့နဲ့ကြရင်သူ့နာမည်တော့သူမမိတော့မှမဟုတ်လို့နောက်ဆုံးအချိန်လေးကိုအနားနေပြီးကူညီပေးဖို့တောင်းဆိုပါရတယ်။ရက်ကွက်ထဲရောက်လာတော့ရဲရီနဲ့ခြေရှုပ်နေပြီးသူမနဲ့ပြဿနာတက်ဖူးတဲ့အမျိုးသမီးဟာအသက်မပြည့်သူကိုအရက်ရောင်းမှုနဲ့ဖမ်းနေရကြောင်းသူမအဲ့လိုရောင်းတာအဖွားတိုင်နာလားလို့ရက်ကြည့်နေတဲ့အဖွားက ကိုပြဿနာရှာသွားပါတယ်။အဖွားအထွတ်စိတ်မကောင်းဖြစ်နေသူမင်းကျဲကိုညီဖြစ်သူကစာမတင်ပေးတော့ဘူးလားမင်းနေရနဲ့ဒီလိုပဲလို့ဖြစ်ရင်ညသားကိုလည်းတဆိုင်ဆိုင်မှာသွားစားလိုက်ဖို့မှာပါတယ်။ဌာနကိုရောက်လာတဲ့အဖွားကမင်းကျဲကိုမတွေ့တာနဲ့အေးဆေးစွာပြန်ထွက်လာကြ၏။အဆအဝှေးရှိမှစိတ်လေးတောင့်နေကြတဲ့ခေါင်းဆောင်ရန်တို့ကိုမြင်တာနဲ့တွေးပြီးလို့ကြုံဝါလိုက်ပါတယ်။ဒို့ပေမဲ့ဆောက်လုပ်ရေးကုမ္ပဏီကတရားစွဲမဲ့ကိစ္စဟာရည်ရွယ်ချက်ရှိရှိအကွက်ဆင်ထားတဲ့ဆိုတဲ့စကားကြောင့်ဘာအထိပယ်လဲလို့သွားမိပါတယ်။ညင်းမရတော့တဲ့ခေါင်းဆောင်ရန်လည်းဆောက်လုပ်ရေးကုမ္ပဏီကအဆအဝှေးကိုပြက်စီးအောင်လုပ်ခဲ့တဲ့တသက်မရှိလို့အဖွားကလည်း တိုင်းသားတွေပို့မနေတော့ပဲပူပေါင်းပေးဖို့နဲ့သူတို့ပိုင်တဲ့အရာကိုသူတို့ပြန်ပြန်စောက်ခွင့်ရှိတယ်လို့ပြောပြလိုက်ပါတယ်။ဒါကြောင့်တရားစွဲခံရရင်တသက်အဖြစ်သုံးဖို့ကိုယ်တိုင်ပေးရတဲ့စာရွက်စာတမ်းတွေကိုသွားပြန်တောင်းတဲ့အခါအဲ့ဒါတွေကိုဖျက်ဆီးလိုက်ပြီဆိုတဲ့တာဝန်ခံဆုံးကမင်းကျဲကိုခေါ်လို့ဆိုပါတယ်။မင်းကျဲပြန်ရောက်လာတော့မင်းကားကိုလိန်ခဲ့တာလားမင်းနေရာနဲ့စီမံချက်မှာအဖွားရဲ့ဆိုင်မှာပါပဲမျက်နှာချင်းဆိုင်ကဆိုင်တွေသာအဖြတ်ခံရမှာဆိုတဲ့အခါအဲ့ဒီတသက်တွေကိုနှစ်ပေါင်းများစွာစုဆောင်းခဲ့တာသူမအတော်မဟုတ်ပဲဝါချက်တော့ရောင်းတဲ့ဆိုင်ကခလီမလေးဆိုသူ့မိကိုထောက်ပံ့ဖို့အလုပ်ကြိုးစားနေရတာမို့သူ့ကိုထွက်သွားဖို့မောင်းထ ုံရင်ဘလို့လုံးမလဲမေးပါတယ်။သူများကိစ္စလိုက်လုပ်ပေးနေလို့ဂျေဇူးတင်ခံရမှာမဟုတ်ဘူးဆိုတဲ့မင်းကျဲဟာသူလုံးနေတာတွေကဂျေဇူးတင်ခံခြင်းလို့မဟုတ်ပဲသူနေခဲ့တဲ့နေရာအခြားလူတွေရုန်းကန်ခဲ့တဲ့နေရာမျိုးဘာလို့လိန်ရတာလဲမေးပါတယ်။ဒီလိုအပြစ်ရှိတဲ့ကြောင့်သူမကိုစာတင်ပေးခဲ့တာလားဆိုတဲ့အဖွားကိုဟုတ်တယ်လို့တမင်ရွက်ဖြေတဲ့အခါပါရိုက်မိလိုက်တာကြောင့်သူမကိုယ်တိုင်တုတ်ဆိုင်သွားပါတယ်။မင်းကျဲကတော့အဖွားရဲ့မောင်နဲ့ဆက်သွယ်ပြီးပြီးမှုစကားမပြောချင်သလိုတွေ့လည်းမတွေ့ချင်ဘူးဆိုတဲ့အတွက်စာထပ်တဲ့နေရာလဲမလို့တော့ကြောင့်ဒေါသကြီးပြောမိလိုက်တဲ့မင်းကျဲကြောင့်အဖွားလဲကြသွားပုံကိုညီပြတ်သူကစိတ်ပြတ် ွာရက်ကြည့်သွားပါတယ်။နောက်တည့်ရက်ထုံးစံမဟုတ်ပဲအဖွားကဆိုင်ပိတ်ထားပြီးအိမ်မှာဆေးလေးခိုးတောက်နေတဲ့ညီဖြစ်သူဟာသူ့ဆုံးမစကားတွေကိုခွန်းထုတ်ပြန်နေရကြအောင်ဘာဖြစ်နေရလဲမေးလိုက်ပါတယ်။ဒီတော့မှအဖွားကဘာလို့လူတိုင်းရဲ့ဘဝကိုဝင်ရောက်ဆော့ဖတ်နေရလဲဆိုတော့မိသားစုမရှိပဲအထီးကျန်စွာနေလာရတဲ့အတွက်အကိုကအဲ့လိုဆက်ဆံလို့မဖြစ်ကြောင်းပြောပြသွားပါတယ်။ဒါကြောင့်ပြည်သူ့ရေးရဌာနကအဖွားရဲ့တိုင်စာအထက်လိုက်ကိုစိတ်မကောင်းသောအပြန်ရှာဖတ်နေမိပါတယ်။ဈေးထဲမှာတော့လူမိုက်တွေဟာဝါချက်တော့ရောင်းတဲ့အမျိုးသမီးရဲ့ဆိုင်ကိုအမျိုးမျိုးနောက်ဆက်ပြီးဖျက်ဆီးခိုင်းနေပြီးမို့တော်ကြတော့ဆိုတဲ့အော်တန်နဲ့မင်ကျဲက"သူဟာ ာခရံယုံကပါလို့ဂျားဝင်လာပါတယ်အစိုးရဝင်တဲ့အကူကြီးမပါပဲသူ့ဘာသာဖြည့်ချင်းမဲ့ဆိုတဲ့လူမိုက်ကလိမ့်စာကထုတ်ပြီးကသူတို့ဟာဆော့လုံဤကုမ္ပဏီရဲ့ဝန်ထမ်းတွေဖြစ်ပြီးဒီတော်ကြီးကပုတ်ကလေးကပိုင်မြေပေါ်မှာစိုင်ပွင့်ထားတယ်ဆိုတာကြောင့်အဲ့လိုမဟုတ်ကြောင်းအမျိုးသမီးကဝင်ဖြီပါတယ်ဒို့ပေမဲ့တရားစွဲဆိုမှုကမပြီးသေးတဲ့အတွက်အခုလိုစီးပွားရေးလုပ်ငန်းကိုနှောက်ယှက်တာတရားမဝင်ဘူးလို့ပြောလွှတ်လိုက်တဲ့မင်းကျဲကိုအကြံကမင်းမဲပေးတာလို့ခေါင်းဆောင်ရန်ကလှမ်းပြောပါတယ်သူပြောတာနီလန်းရှိတဲ့လူသားဖြစ်ပြီးတကယ်လို့ပြောထားသလိုဒရိုက်တာကြီးသဘောမကျတာကလည်းသူနဲ့မဆိုင်လို့အစိုးရဝန်ထမ်းတယောက်ရဲ့မူဝါဒအတိုင်း ိုင်းသူဘာမှဝင်မပါဘူးဆိုကအတင်းကျပ်ဖယ်ရှားခြင်းကိုတားမြစ်တယ်ဆိုတဲ့အမိစာတွေကပ်ပြလိုက်ပါတယ်ဂျေဇူးတင်ကြောင်လိုက်ပြောနေတဲ့ဈေးတွေတွေကိုသူဘာမှမလုပ်ခဲ့ဘူးလို့ဖြစ်ကပိတ်ထားတဲ့အဖွားရဲ့ဆိုင်ကိုစိတ်မကောင်းစွာကြည့်လိုက်ပါတယ်အဖွားကတော့အသိဉာဏ်လုံးဝမရှိတော့တဲ့သူမတငယ်ချင်းဟာသူတည်ကျင်နေခဲ့တုန်းကကဲခဲ့ဘူးတာမို့နေကပိုကျမ်းမာနေရမှာလို့ဇက်တိုက်ပြောဆိုနေပါတယ်အခန်းထဲဝင်လာတဲ့ဆရာမကဒီလိုမဖြစ်ခင်အဖွားကိုစာရေးခဲ့တယ်ဆိုတာကြောင့်ဖတ်ပြီးငိုနေစဉ်လူတစ်ယောက်ကအဖွားနာဥဘုံလာလို့လာမိပါတယ်သူမတော်မညှိနိုင်ရသေးဘူးဆိုတဲ့ဂွန်းကျူတို့စကားကြောင့်ဘာတွေပြောနေရလဲမေးတဲ့အခါ ခါသူဟာတရားမျှတမှုတည်င်းဌာနကပါလို့လိမ့်စာကပေးရင်အမေရိကန်အောက်လွှတ်တော်နှစ်သိပ်ပွဲအတွက်လာတယ်ဆိုတာကြောင့်မျက်နှာလွှဲလိုက်ပြီးမဲ့သူမဘာကိုမှဖုံးကွယ်လို့ခြင်းမရှိတော့လို့ဆက်မေးခွန်းပြုလိုက်ပါတယ်။တည်င်းထဲမှာစစ်ပွဲကာလအတွင်းလိန်ဂျုံဖြစ်စေခိုင်းခံရသူဆွေးနွေးပွဲမှာအဖွားရဲ့ပုံပါလာတဲ့အခါမှာဈေးသည်ရီရောပြည်သူ့ရေးရာဌာနမှလူတွေကပါ1943ခုနှစ်အသက်73နှစ်အရွယ်မှာမန်ချူရီးယားကိုခေါ်ဆောင်ခံလိုက်ရတဲ့အဖွားကြောင့်သိလိုက်ရပါတယ်။ဆန်ရက်ဒပလင်းနဲ့မိခင်အုပ်ကူရှေ့ထိုင်နေသူအဖွားဟာသူမတသက်လုံးဖုံးကွယ်ထားမလို့ပြင်ထားပေမဲ့ဂတိကိုမတီးနိုင် ခဲ့မတည်ကျင်တော့တဲ့အတွက်တောင်းပန်နေပြီးမိသားစုတွေသွန်ပစ်ခြင်းခံလိုက်ရတဲ့သူမကိုတနာစရာကောင်းတဲ့တမိအဖြစ်ဘာလို့မပြောခဲ့လဲလို့အပြစ်တင်ရင်အော်မင်းနေပါတယ်ညဘက်ဈေးထဲပြန်ရောက်လာတဲ့အဖွားကိုရင်းနှီးသူတွေကတော့နှုတ်မဆက်ပဲမျက်နှာလွှဲသွားတဲ့အတွက်အိမ်မှာအလုပ်ပြန်လုပ်နေစဉ်မင်းကျဲရောက်လာပါတယ်စကားမပြောဘဲရက်ကြည့်နေရကြောင်းသူမရက်အနေငယ်အဝေးရောက်နေလို့ပြင်ဆင်ထားတာမရှိပေမဲ့ညသာချက်ကျွေးရမလားမေးပါတယ်မင်းကျဲကတော့သူတကယ်တောင်းပန်ပါတယ်လို့သာဇက်တိုက်ပြောနေရကြောင်းမင်းကဘာတောင်းပန်တရာရှိလို့လဲမေးကမျက်ရည်တွေကြားနေတဲ့မင်းကျဲကိုပွေဖက်လိုက်ပါတယ်အဲ့ဒီနောက်သူမသိနေတဲ့အမတ်တရ ာတွေတဲကဟောင်းနွမ်းနေတဲ့ဓာတ်ပုံကိုထုတ်ပြကမေးကျင်ခဲ့တဲ့အတိတ်ဆိုပေမဲ့ဓာတ်ပုံတွေကိုမပစ်ခဲ့ဘူးလို့ဆိုပါတယ်ဒီအကြောင်းကိုမေးပြလိုက်ရင်သူမအရှုံးပေးလိုက်သလိုပဲမို့၂60ကျော်ဘသူကိုမှမပြခဲ့ပဲအခုမင်းကိုပြလိုက်ရတော့စိတ်သက်သာသလိုခံစားရရလို့ပြောပြပါတယ်ပြီးတော့သူမအတက်ကိုကယ်ခဲ့ဘူးပြီးအတိတ်မိသွားပြီဖြစ်တဲ့တငယ်ချင်းကြောင်ရှင်းပုံကိုပြက1943ကအတိတ်ကိုပြန်ပြောပြပါတယ်မန်ချိုရီးယားမှာလိန်ဂျွန်ဖြစ်နေစဉ်ငရဲကြနေရတဲ့အိုဘွန်တယောက်ကျိုးဆွဲချနေကြတယ်တငယ်ချင်းပြစ်သူကြောင်ရှင်းကကယ်တင်ခဲ့ပြီးမဲ့ဘာလို့သူမကိုပေးမသိတာလဲလို့나ကြီးစွာမေးလိုက်တဲ့အခါ သူမကိုပွေးဖက်လာတဲ့ကြောင်ရှင်းကနေမရှိဘဲဘလို့ရှင်တန်ရမလဲလို့ဖန်ကိုပါတယ်လက်ကైမွာလေးမှာခြိထိုးနေတဲ့အိုဘုံကိုသူမအတွက်လဲထိုးပေးဖို့မှရင်နောက်ဆိုပင်မန်းတဲ့ချိန်ကြလာတဲ့မျက်ရည်ကိုဒါလေးနဲ့တုပ်ပြီးပျော်ရွှင်အောင်နေကြမယ်လို့ဂတိတောင်းခဲ့ပါတယ်စစ်ကြည့်ပြီးတဲ့အခါကြုံတွေ့ခဲ့ရတာတွေကိုနယ်လဲတက်တဲ့ထွက်ဆိုခဲ့တဲ့ကြောင်ရှင်းတယောက်မာရွဲစွာဘာသာပြန်သူတယောက်ကြောင့်အဲကိစ္စပြီးကလေးကအင်္ဂလိပ်စာကိုတေမတက်လေ့လာခဲ့ပြီးဒီစာကဆွေးနွေးပွဲမှာတကဘာလုံးသိအောင်ထွက်ဆိုဖို့ရေးခဲ့ကြောင်းပြပါတယ်ဒို့ပေမဲ့လွန်ခဲ့တဲ့နှစ်လောက်ကလေးကမှန်ညာချိုးယွင်းလာတဲ့ကြောင်ရှင်းစာသူမလုတ်ပြရမယ့်ကိစ္စ စာဖြစ်တဲ့အတွက်အင်္ဂလိပ်စာသင်ကျင်တာမို့နောက်တစ်ခါလောက်အခွင့်ရေးပေးရန်မင်းကျေကိုတောင်းဆိုပါရစေ။စိုင်ပိတ်နေတော့အနားမှာလာချောင်းနေတဲ့ဂျင်ဂျူနောက်ပြေးလိုက်ခါ၊သူမတိတ်ကြောင်တငယ်ချင်းထပ်မလို့ချင်တော့တာလားမေးတဲ့အခါမျက်ရည်တွေဝဲပြီးနောက်ပြန်လှည့်လာတဲ့ဂျင်ဂျူက"သူမစိတ်မကောင်းလွန်းလို့ဖျားတောင်ဖျားတယ်"လို့ပြောပြပါရစေ။အမကြီးနဲ့တငယ်ချင်းဖြစ်တာကြာလာနေပေမဲ့သူမကိုအဲ့ချောင်းတွေပြောပြရင်ကူညီပေးမှကိုမယုံလို့လားလို့ရှင်ဖွင့်ပါရစေ။ဒါကြောင့်ဘသူလာထိထိလမ်းနေတတ်တာပဲလို့သဘောပေါက်ပြီးငုံနေတဲ့ဂျင်ဂျူက"သူမမသိခဲ့လို့တောင်းပန်ပါတယ်"လို့ဖန်ငိုပါရတယ်။အဲ့ဒီနောက်မင်းကျဲကူညီနဲ့ passport စာအုပ်လောက်ခ စစ်ပွဲကာလအတွင်းဂျပန်နေကြောင်းဖြစ်ခဲ့တဲ့သူမတို့လိုထမဖြစ်အောင်ဆိုတဲ့ဆွေးနွေးပွဲစာကိုမင်းကျယ်တို့ဝန်ထမ်းတွေရှိမှအစမ်းဖတ်ပြပါရယ်ညာဘဆိုင်တကားဖွင့်လိုက်တော့ထွက်ကြလာတဲ့စာအိတ်ထဲမှာအမေရိကခီးဘေးကင်းမာသည်တောင်းမှန်ပါတယ်ဆိုတဲ့စာနဲ့အတူဒေါ်လာအချို့ကြောင့်ထွက်ကြည့်တော့သူနဲ့ပြဿနာအမြဲတက်ခဲ့တဲ့အမျိုးသမီးကရိုးသေးသောအတန်တိတ်နှုတ်ဆက်လာပြီးဒစည်းလုံးကလက်ဆောင်ပစ္စည်းတွေကိုဂျင်ဂျူကရွတ်ပြနေပါရယ်စာရီကိုသဘောကျသောဖတ်နေတဲ့မင်းကျယ်အတွက်ကိုအင်းတထည်ထုတ်ပြီးကယာရူတိုအင်တာဗျူးကြရင်ဝတ်ဖို့ဆိုပြီးစမ်းကြည့်လို့ဆိုပါရယ်ဒီလိုနဲ့ဆွေးနွေးပွဲအတွက်ဝါရှင်တန် DC ကိုရောက်လာတဲ့ ဲ့အဖွားကဒီကနေ့အယ်လီကိုဘလောက်ဝေးလဲမေးနေရကြအောင်၄၅နာရီလောက်ကြာနိုင်တယ်လို့ဖြစ်ရင်အသိရှိလို့လားမိပါတယ်ယာတူးတို့မဖြစ်ခင်ညသာစားနေတဲ့မင်းကျဲတို့ဟာဒီစီမှာကျင်းပမဲ့လိန်ဂျိုများဆိုင်ရာဆွေးနွေးပွဲဟာဂျပန်တို့ဘက်ကတက်တဲ့အကြောင်းမေးခွန်းထုတ်နေရကြအောင်ဖြတ်သိမ်းခံရတော့မဲ့အခြေအနေရောက်နေရလို့ကြေညာလာပါတယ်ဒီအတွက်ကြိုတင်ပြင်ဆင်ထားခြင်းမရှိတဲ့အဖွဲ့အစည်းဘက်ကအဖွားကိုတောင်းပန်နေပြီးအဖွားကတော့စင်းကောက်စင်ကသူမဖုံးကွယ်ခြင်းလို့မပေးခဲ့တာကြောင့်လို့မင်းကျဲကိုပြောပြနေပါတယ်သူမမှလည်းတက်တဲ့မရှိသလိုနိုင်ငံတော်ဘက်ကလည်းနင့်နာသူအစ်စ်လို့မပြနိုင်ဘူးဆိုတာကြောင့်ဌာနကဝန်ထမ်းနဲ့ဧည့်သည်အ အလုံးကိုအဖွားတော်အတနာခန့်သာလက်မှတ်ထိုးဖို့အကူအညီတောင်းခဲ့ကြပါတယ်။အလုတ်ချိန်မှာဂေါ်ဖြိုင်းနေပြီးအဖွားကိစ္စသူစိတ်ဝင်စားဘူးဆိုတဲ့ဒရိုက်တာအားလွှတ်တော်ရီမျိုးတော်ဝင်နေအလုံးဟာလူရှိရွတ်ဖြည့်ရှင်ပြီးလူအယုံစိုက်ခန့်နေတာမို့ဒရိုက်တာကြီးကသာကူညီပေးမယ်ဆိုရင်အဲ့ခွင့်ရရမှာလို့မြှူဆွဲလိုက်တာနဲ့အစင်းစင်းပါဝင်လာပါတယ်။ယာရူတိုအင်တာဗျူးပြေမယ်မင်ချက်တရားသူကုတ်အင်းကြီးအိတ်ကအတွင်းကယူကန်ဒူဝေးဆိုတဲ့အဖွားရဲ့အားပေးစာကြောင့်ပြုံးမိလိုက်ပါတယ်။အစင်ကိုအရာရှိကနေအစင်ခွန်ဖြည့်ထားတဲ့မင်ချက်ကိုမိသားစုကညီလေးတယောက်တည်းရှိတာလားမီးတော့ခဏတာတုတ်ဆိုင်သွားပြီးနောက်တစ်ယောက်ရှိသေးရဲ့ ်လို့ဖြေလိုက်ပါတယ်ဒုတိယအကြိမ်အင်တာဗျူးစောင့်နေချိန်မှာဂျပန်တို့ဘက်ကအဖွာလိန်ဂျိုဖြစ်ခိုင်းစိတ်ခံခဲ့ရတယ်ဆိုတဲ့တသက်အထောက်ထားအဆုံမရှိလို့ပယ်ချခံလိုက်ရတယ်ဆိုတာနဲ့အဖွာဆိုင်ကိုပြန်ပြေးသွားပါတယ်ပြီးတော့ဗီဒိုတဲကဓာတ်ပုံကိုထုတ်ယူကြည့်လိုက်ပြီး DC ကဆွေးနွေးပွဲထံရောက်လာတဲ့အဖွာဟာစင်တူပဝါလေးကိုတင်းတင်းဆုပ်ကိုင်ရင်ငါတာကိုလုံနိုင်မှာပါလို့သူမတငယ်ချင်းကိုတိုင်တယ်နေပါတယ်အနားရောက်လာတဲ့ဂွန်ဂျူကစေးတလုံးလာပြီးလို့ကောက်မော့လိုက်ပြီးဂျပန်စစ်တပ်ဘက်ကလိန်ဂျိုလှုပ်သားရေးအဖို့တောင်းပန်ဖြေရှင်းချက်ကိုလက်ခံရန်ကြားနာပွဲစမယ်လို့ကြေညာပါတယ်ပထမဆုံးအဖွာကိုတယောက်ဟာသူမ22 တနှစ်သားအရွယ်1942မှာနေစဉ်နေ့တိုင်းဂျပန်စစ်သားတွေကြောင့်ထက်ခါတလဲလဲကြောက်ရွံ့ခဲ့ရပြီးရုပ်ဆိုးသွားရင်ကင်းလို့ခွင့်ရမယ်အထင်နဲ့သပင်အားလုံးကိုညှက်လိုက်တယ်လို့ဆိုပါတယ်။လူတယောက်ကတော့ဂျပန်အစိုးရဘက်ကဇိမ်မဲရီကိုစီးပွားရေးသမားတယောက်ထံကသာစာနာလျောက်စုဆောင်ခဲ့တယ်လို့အခိုင်အမာပြောထားတာကြောင့်ခမရပတ်စံအတွက်ရောက်သွားတာမဟုတ်ဘူးလားလို့မိပါတယ်။ဒီတော့တီလာချင်းတယောက်ဖြစ်ချင်းခဲ့တဲ့သူမဟာဘာကိစ္စနဲ့လိန်ပြော်ပြေးစကန်ကိုစာနာလျောက်ဝင်ရမှာလဲလို့တုတ်ပြန်တဲ့အခါထိုစဉ်ကအပျော်မဲရီဟာစစ်ဘိုရီထက်တောင်အလေးထားဆက်ဆံခံရကြောင်းမှတ်တမ်းတင်ထားတယ်ဆိုတော့အဲ့ဒါစစ်ဘိုရီ ေဖြစ်ပြီးသူမတို့ကိုခွေးတွေလောက်တောင်အဖမ်းမလုပ်ခဲ့ဘူးလို့ဖြေပါတယ်။နာကြီးချက်တွေမျက်ရည်တွေနဲ့ပြန်ဆင်းလာတဲ့အဖွားဦးကိုအိုးပုံကနှစ်သိပ်ပေးခဲ့ပြီးသူမလက်ရောက်ချောင်းကျညာပေမဲ့နာဘူးအုံးကလင်ဂျုံဖြစ်ခဲ့ကြောင်းအတိပြုချက်မရသေးဘူးလို့ကန့်ကွက်ပါတယ်။ဥက္ကဋ္ဌကတော့အရင်ဆုံးတသိထွက်ဆိုချက်ကိုနားထောင်ပြီးမှတရားဝင်အတိပြုသာရှိမရှိသုံးဖြတ်မယ်လို့ဆိုပါတယ်။ဂျပန်ဘက်ကရောတာဝန်ရှိသူတွေကပါတသိပြခွင့်မရှိကြောင်းကန့်ကွက်ကြပေမဲ့ဥက္ကဋ္ဌကအဖွားကိုတသိထွက်ဆိုမလာမိပါတယ်။ဒါကြောင့် I can speak လို့ပြောရင်အသိရေးလာတဲ့စာရွက်ကိုကန်ကလေကိုတစ်ချက်ရှိုက်သွင်းလိုက်ပါတယ်။ဒိတ်ဆိတ်စွာ ါနားဆွဲနေသူတွေကင်မရာတွေနဲ့လှောင်ပြုံးပြုံးသူတွေကြောင့်ဘာစကားမှထွက်မလာတဲ့အဖွားကိုဥက္ကဋ္ဌကလည်းဆွဲချခိုင်းနေပြီးမှထိတ်လန့်လာချိန်နားထဲမှာ How are you ဆိုတဲ့စကားကြောင့်ကြည်လိုက်တော့အမေရိကထိလိုက်လာတဲ့မင်းကျဲဖြစ်နေပါတယ်ဒီတော့မှစကားပြောစံထွက်လာပြီးဂွန်ကျူကလည်းတပွဲတယ်လို့အတီပြုကသက်သေဓာတ်ပုံကိုဥက္ကဋ္ဌထံတင်ပြလိုက်ပါတယ်မင်းကျဲကိုမြင်လိုက်တာနဲ့တတိရှိလာတဲ့အဖွားဟာသူ့အိမ်ကိုလှန်ပြလိုက်တာကြောင့်ဘိုက်ကဓာတ်တန်ရာတွေပလက်ပွားနဲ့နေဝင်းညတက်တူအမတ်တစိတ်တွေကြောင့်အတန်ထွက်လာပါတယ်ဒါရီယာဂျပန်စစ်သားတွေသူမခန္ဓာကိုယ်ပေါ်မှာဓာတ်နဲ့ချစ်ခဲ့လို့အမာရွတ်တွေပြည့်နေပြီ ီဒါရီကိုမြင်လိုက်ရတိုင်းငရဲခန့်ခဲ့ရတဲ့နာကျင်မှုတွေကအသက်ဝင်လာကြောင်းကိုရီးယားလိုသာပြောပါရယ်တသက်မရှိကြောင်းညင်းနေသူတွေဟာသူမကတသက်ဖြစ်တယ်လို့ရှေ့ကပြောထားတဲ့မိချဲကလည်းတသက်အသက်ရှင်လျက်ကျူးလွန်ခံခဲ့ရသူအလုံးဟာတသက်တွေပဲလို့ဆိုပါရယ်ထိုငရဲကိုခံသားခဲ့ရစဉ်ကသူမသက်73နှစ်သာရှိနေသေးပြီးမသေးဘဲအသက်ရှင်ခဲ့တုန်းကမွေးရမြေကမိသားစုကိုတွေ့ရဖို့စောင့်နေခဲ့ပါရယ်အခုဒီကိုရောက်လာတာဟာဂျပန်စစ်သားတွေရဲ့ကျူးလွန်မှုကြောင့်အိမ်မက်တွေချနှင်းခံလိုက်ရတဲ့မိမပြုတ်လေးတွေကိုသာဖြစ်ပြီးဒီနာကျင်မှုတွေကိုတေချာပေါက်မမိနေရမယ်လို့ဆိုပါရ တယ်ဂျပန်တို့ဟာလူသားမျိုးနွယ်ပေါ်ပြစ်မှုကျူးလွန်ခဲ့ပေမဲ့အခုထိလိန်ဂျုံကိစ္စနဲ့ပတ်သက်ပြီးစိတ်ရင်းအမှန်နဲ့မတောင်းပန်ခဲ့ပဲသူမတို့ဟာအတင်းကျပ်ခိုင်းစိတ်မှုချိန်ချောက်မှုတွေနဲ့ဂျပန်စစ်သားတွေရဲ့လိန်ဂျုံဖြစ်နေခဲ့ရတဲ့အဲ့လိုငရဲတပ်ဖွဲ့အထိတ်တွေကြောင့်ပဲလက်ကျန်ဘွားတစ်လျှောက်လုံးကိုလည်းနာကျင်စွာဖျက်ဆီးခဲ့ရပါတယ်ပူပြီးနာကျင်ရတာကတာဝန်ယူမှုမရှိတဲ့ဂျပန်ရဲ့မျက်နှာပြောင်တိုက်တဲ့ပုံစံတွေကြောင့်မို့ဘာကောမအတင်းကျပ်တောင်းဆိုလိုခြင်းမရှိပေမဲ့အဲ့တုန်းကအပြစ်တွေကိုဝန်ခံလိုက်ရင်ခွင်းလို့ပေးမယ့်အခွင့်အရေးကိုပေးနိုင်မှုအတွက်သူမတို့အသက်ရှင်နေတာမို့ sorry ဆိုတဲ့စကားကအယမ်းခန့်နေလို့လားလို့မိပ ပါတယ်။နောက်လာနောက်သားတွေအတွက်ပါဝင်တော့ဝင်ဖို့မဖြစ်သေးခြင်းရဲ့နောက်မကြခင်ဝန်ခံတောင်းမှမို့နဲ့ဒီမှာရှိတဲ့လူအလုံးလဲသူမတို့ကြုံတွေ့ခဲ့ရတာတွေကိုတေချာပေါက်မှမိစေချင်တာကတမိုင်းကိုတပတ်ပြတ်မလဲစေဖို့ဖြစ်ကြောင်းပြောကတပ်ပြင်းကိုချပြီးအဆုံးသတ်လိုက်ပါတယ်။လက်ခုပ်တန်တွေချားမှအဖွားလိုက်ရှာနေသူကမင်းကျဲကိုဖြစ်ပြီးအားလုံးကိုအယုဒိပေးလိုက်ပါတယ်။အခမ်းအနားပေးသွားချိန်မှာနာကျင်စရာအတိတ်ကိုတတိရှိစွာထုတ်ပြသွားတဲ့အဖွားကိုလူတော်တော်များများကချီးကျူးသွားကြပေမဲ့ဂျပန်တို့ဘက်ကတော့ငွေဘလောက်လိုချင်လို့အဲ့လိုလုပ်နေရလဲမိပါတယ်။ဒေါသထွက်သွားတဲ့မင်းကျဲကိုတားလိုက်ပြီးနင်းတို့ရဲ့ညစ်ပတ်တဲ့ငွေကို ကိုမလိုချင်လို့ငါ့ကိုတောင်းမှမှာဆိုတဲ့စကားကိုဂျပန်လိုပြည်သားစွာပြောကအမားကြီးလုံလိုက်ပြီဆိုတဲ့ဂျပန်တကောင်ကိုအိုက်တုတ်ခဲဆိုပြီးဆဲဖို့ပြင်နေလို့မင်းကျဲကတားရပါတယ်။မင်းကျဲကိုကျေးဇူးတင်ကြောင်းပြောနေတဲ့အဖွားကိုစောင်းတိုင်းကန်သွားဖို့ခေါ်သွားပြီးအယ်လီကရောက်လာတဲ့လူရှိကြောင်းပြပါတယ်။တဖက်လက်လာပြီးအမားလိုနှုတ်ဆက်လာသူကိုဂျောင်းနန်လာလို့အပြေးမိကနေဘလိုရောက်လာတာလဲမေးတော့သတင်းစာမှာတွေးလိုက်သလိုကောင်လေးကအချိန်ပြည့်ဖုန်းခေါ်နေရကြောင်းလို့ဆိုပါတယ်။ဒီလိုနဲ့ငငယ်ကလေးကအမားပြည့်သူကိုရှက်ပြီးပြစ်ထားမိခဲ့တဲ့ဂျောင်းနန်လဲသူ့အမကိုတောင်းပန်ကမောင်နှမနှစ်ယောက်ပွေဖက်ငူလိုက်မိပါတယ်။၂၀၀၉ ခုနှစ်ဇူလိုင်လ30ရက်နေ့မှာလိန်ဂျုံနဲ့နာသူတွေရှိခဲ့ကြောင်းဂျပန်အစိုးရနဲ့စန့်ကျင်အတည်ပြုနိုင်ခဲ့ပေမဲ့စနစ်ကြပြီးတာတော့ဂျပန်တို့ဘက်ကတောင်းဆိုခြင်းမရှိသေးပါဘူးကိုရီးယားကိုပြန်ရောက်လာတဲ့အဖွဲ့ဟာအရင်လိုတပြစ်တက်တောက်နဲ့လိုက်ပြောနေသေးဖြစ်ပေမဲ့ဈေးသက်အားလုံးဟာအပြစ်မမြင်ကြတော့ဘဲလိုက်နာနေကြပြီဖြစ်ပါတယ်နောက်တစ်ပတ်ဆန်ဖရန်စစ္စကိုကိုထပ်သွားပြီးမျိုးတော်ဝင်နဲ့စကားပြောရမယ်ဆိုတဲ့အဖွဲ့ဟာသူတို့ကိုသေးသေးချင်းနဲ့ဂျပန်တွေမတောင်းမှမချင်းအသက်200အထိနေမယ်လို့ဆုံးဖြတ်ထားပါတယ်ဒီလိုနဲ့ဆန်ဖရန်စစ္စကိုလေသိပ်ကိုရောက်လာတဲ့အဖွဲ့ကိုခီးသွားမှတ်တမ်းအများကြီးပဲလို့ကတ်စတန်ကပြောရင်အင်္ဂလ 来录片的拉苏拉教，Of course，录片是来吧的。I don't care。oh, oh.